န်ဆိုတာတော့ကိုလုံယူသမျှပါဒါပေမဲ့ဒီမှာအတွက်ကအကောင်းဆုံးတော့သတ်မှတ်တာတော့ရဲမော်ရဲဘက်ကောင်းပြီးဖြေရှင်းရတဲ့ကိစ္စပါအဲ့ချက်မှာထိဆုံးကတော့အဘအုပ်တင်တာပါဘာလို့ရဲမော်ရဲဘက်ကောင်းနေပြီးတွေ့ပြီးတော့ဒီဒါလာတွေကိုမြောင်များစွာဖြတ်တန်းခဲ့ရတာခက်ခဲတွေကိုဖြတ်တန်းတဲ့နေရာမှာရဲမော်ရဲဘက်ကောင်းတော့တောင်မိုးရှိတဲ့နေရာဘာမှမရှိဘူးအဲ့တော့ဒီမှာတော့ဟာဒီမှာဝင်းနေပါဆိုလို့ရှိရင်ဝင်းနေစတောင်း ပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မလိုချင်တဲ့ဆူတောင်းတစ်ခုမှပါလဲဆိုကျွန်မတို့ရဲဘော်ရဲဘက်ကအားလုံးဟာအမြဲပဲဆက်ပြီးတော့ဒီဘောမှာတူဒါအပြန်လာကစ္စာထားမှုအပြန်လာလေးစားမှုအပြန်လာနားလည်မှုနဲ့မတ်တရရောက်တဲ့အချိန်ရှောက်သွားနိုင်ပါစေဆိုတဲ့ဆူတောင်းပေးတာဖြစ်ပါတယ် ိုသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဥတင်ဦးကလည်းဒေါ်အဆတ်စုကြည်ရဲ့68နှစ်ပြည့်မွေးနေ့အခါသမရမှာမွေးနေ့ဆုတောင်းအဖြစ်2015ခုနှစ်ရွေးကောက်ပွဲမှာသမရရာဇူးဆိုတဲ့ဆုလက်ကိုပိုင်ဆိုင်နိုင်ပါစေလို့ဆန္ဒပြုခဲ့ပါတယ် မယ်ဒါပါလေသမဏရှိကိုကြည့်ချင်လားလို့ဒီမှာဖြစ်ရှင်တယ်လို့ပြောတာအတိတ်ပန်တယ်လို့တော့ပြောချင်တယ်ဒီပြည်သူလူထုကအားလုံးကမြစ်တာချစ်မြတ်လို့ရဆိုတာတော့အကုန်လုံးတိုက်ကျင်လက်ဖမီတာခေါ်တော့ပေါ့ဗျာတိုက်ကျင်အတူတူပဲလို့ကျွန်တော်တော့သဘောပေါက်တယ်တမတော်သားတွေလည်းအတူတူပဲလို့ကျွန်တော်သဘောပေါက်တယ်သူမပြောရဲသူမပြောနိုင်ဘူးပြောပြမယ်ဒီလိုသဘောပေါက်ဒီကနေ့ကျင်းပတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်မကြီးဒဲရီမစ်ချယ်အပါအဝင်ဖိတ်ကြားထားတဲ့နိုင်ငံတကာတန်ယုံတာဝန်ရှိသူတွေနာမည်ကြီးအဆိုတော်တွေလည်းတက်ရောက်လာကြပါတယ်နေကြရောက်တဲ့ဒေါ်ဆန်းစုကြည်မွေးနေ့မှာနိုင်ငံတော်ဝန်ကအလူရှင်တွေကဒေါ်ခင်ဂျီဖောင်ဒေးရှင်းမြို့သားကျမ်းမာရေးကွန်ရက်ဒေါ်အောင်ဆန်းစုကြည်အတွက်တည်တဲ့အလူငွေစသဖြင့်ကျပ်သိမ်းပေါင်း200ကျော်လှူဒါန်းခဲ့ကြပါတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့68နှစ်မြောက်မွေးနေ့ပွဲကိုနေပြည်တော်ပြင်မာမြို့မှာလဲ18ရက်နေ့ကနေပြီး19ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီမှာမှတ်တရလက်ဆောင်ပစ္စည်းတွေရောင်းချရမှာရရှိလာတဲ့အလူငွေတွေကို Docking G Foundation ကျန်းမာရေးကွန်ရက်နဲ့ပညာရေးကွန်ရက်တွေကိုလှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ခုလိုဒေါ်အောင်ဆန်းစုကြည်ရဲ့68နှစ်မြောက်မွေးနေ့အခမ်းအနားကိုရန်ကုန်နဲ့နေပြည်တော်မှာကျင်းပခဲ့တယ်လို့တနင်္သာရီတိုင်းဒေသကြီးထဝယ်စေးုံကြီးမှာ LLD ပါတီဝင်တွေကဥဆောင်ပြီးပထမဆုံးအကြိမ်သုမေတ္တာသွေးအလူရှင်များကွန်ရက်ကသွေးပလင်း30 ပညာရေးကွန်ရက်နဲ့ကျန်းမာရေးကွန်ရက်အတွက်ကျပ်တသိန်းစီလှူဒါန်းခဲ့ကြပါတယ်။အလားတူမင်းမျိုးနယ်မှာလည်းသွေးလှူဒါန်းပွဲတွေပညာဒါနကျောင်းတွေကိုစာအုပ်ခဲတံတွေတွားရောက်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။